EQ စကောဖြည့်ရဖြည့်မယ်ဆိုရင်ဒီဆောင်းတော့ကြည့်ဒီဆောင်းကဒီဆောင်းကကျွန်တော်ဖြည့်တယ်ဒီကောင်ဝင်တဲ့ဆောင်းဆိုတော့နတ်တောင်းနာနာနန်းဆိုတော့ခုနနစ်စာဒီမှာခုနနစ်စာပါတယ်သူပါတာရေဝါရောခုနန်ဒီပါတယ်ရေဝါရောခုနန်ဆိုတော့1000နဲ့ဆက်25 25 25 2024ပဲ Rewa Rokunan က2024 2024တိပါတယ်ဒီအဆုံးအဆုံးပါနော်မအောင်ဒီအတက်ကစ်တော့တက်ကစ်တော့ဆိုတော့ test board လို့မျိုးဒီထဲမှာသူရှင်းပြတာကဘယ်လိုပုံစံမျိုးပါလဲဆိုတော့တက်ကစ်တော့ဆိုရဲဆောင်ပေါ့နော်တက်ကစ်တော့ဆိုရဲဆောင်ကဘာတွေပါလဲဆိုရင်သူထဲမှာဒီဒီလို chapter တွေအစင်လိုက်ပါဘုံခုမခုအစင်လိုက်ပါတယ်ဒီဟာဆိုရင်ဒါ thank you ကကကူဆိုတာ improvement တဲ့ sign တဲ့နေပါညာကိုလေတိုက်တာတော့ဘာလို့အဲ့ဒါဒီခံလို့ဒါခံချက်ကူ processability အလုပ်ပုံစံကိုခံနေပါအဲ့ခံနေပုံမှာဒီစာမျိုးပွဲအတိကအမျိုးစားခွဲတာဘယ်လိုခွဲလဲဆိုတော့ဒီပပဝမ်းလို့ပေါ့မနော်အဲ့လိုအမျိုးစားဆိုရင်ခံချက်ကူကက အလပုံစံမျိုးကန်ချူကကသတိအာအကိနေဆိုင်တဲ့ဟာတွေပေါ့နော်အာကိနေဆိုင်တဲ့ဟာတွေအကုန်လုံးအဲ့ဒီမှာပါတီပါလဲဆိုတော့ဒီဟာက environment နဲ့ဆိုင်တဲ့ဥမာနေထတာနေဝင်တာဒီနေရန်ကြီးရဲ့အပူခံနိုင်တာအတန်လုံးတာအဲ့ဒါတွေပါမယ်နော်ဤပန်ခိုးစို့ဤပန်ခိုးစို့မှာကြတော့အာဒီ structure နဲ့ပတ်သက်တဲ့ foundation တို့အဲ့လိုပုံစံမျိုးတွေပြီးရင် structure နောက်တစ်ခုကအခန်း၃သူရဲ့အခန်း၃ကခိုးစို့ ခိုးဆိုမဖတ်တာတော့ဘာလို့လို့ဖတ်မလဲအဲတော်လည်းပါတော့ခိုးဆိုခိုးဆိုဒီအားတွေတွေ့တဲ့ခံနေပေါ့နော်အဓိကအားတွေတွေ့တဲ့ဆိုတော့ကအားဒီပုံလေးတွေပြီးပြီးတော့အရှာခိုင်းနေတယ်။နောက်အခန်းလေးကကျတော့ခန်းချစ်ကုစားရီရောဆိုတဲ့ခန်းချစ်ကုစားရီရောကတော့ပါလဲဆိုရင်ဒီအစာအုပ်တွေမှာတုံးတဲ့ PC တွေရဲ့ properties တို့နော်ဘယ်လိုတုံးလဲဆိုတော့အဲ့ဒါတွေအဓိက ရှင်းပါတယ်ပေါ့ဒီမှာဆိုရင်ကြောက်ခဲတို့အမပီးနေတယ်ပေါ့တော်တဲ့ဂူတို့ဒါပတင်ပေါ့တို့ပေါ့အဲ့ဒါကြီးရဲ့နော်ကာရာဆူဆိုတော့မန်နေအဲ့ဒါကြီးဘယ်လိုအားလဲဆိုပြီးရှင်းပြတာနံပါတ်5ကကြတော့ဆက်စပီဆက်စပီနဲ့ပတ်သက်တဲ့ခန်းဆိုရင်အိုက်ဆက်စပီတဲ့မှာဆိုရင်အစောက်မှာထုံနေအဲလေးပိစက်ရှိမယ်ရေပိုက်တွေရှိမယ်နောက်ဟာဒီကူရှော့ကီဆိုတဲ့ဒီလေးအဝင်ထွက်တယ်ပေါ့နော်လေးဝင်ထွက်တယ်ပြုတ်တဲ့စက်တွေရှိမယ် အဲ့ဒါဒီကိုလက်ပြရအောင်နောက်အခန်းနှစ်အခန်းနှစ်ကကြတော့ဗာလဲဆိုတော့ခွတိုက်စကူလို့ရဒီအဓိကကဒီအာစကူရဲ့ main လို့ပြောမှာနော်စကူစကူထဲမှာပါတဲ့ main တဲ့ subject တကူပေါ့နော်ခွတိုက်စကူဆိုတဲ့ခွတိုက်စကူကကြတော့အော်အခန်းလေးနည်းနည်းများတာပေါ့နော်ဒီလိုမျိုးအခန်းစေခုဒီပါတယ်ဒါခွတိုက်နဲ့ပတ်သက်အဓိကခွတိုက်ဆိုတာက main frame ပေါ့နော်အစာဦးရဲ့ main frame mainframe ဆိုတော့ concrete ဆိုရင် concrete ဒီ tekoso steel နဲ့လိုက်တာဆိုရင် steel နဲ့လိုက်တာပေါ့အဲ့လို frame ပေါ့။နောက်ရှီယာကဲခိုးကြည့်ဆိုပြီးတော့ရှီယာရှီယာကဲဆက်ကိုပေါ့နော်။ရှီယာကဲဆက်ကိုဆိုတာဒီ finishing လုပ်တဲ့ဟာဒီ plastering လုပ်တာတို့နောက်တိုင်လူတို့ဒီကြွေပြားကတ်တာတို့ခေါင်းမိုးမိုးတာတို့ပြီးအပြင်က nice ဆိုတော့တကယ် partitioning လုပ်တာတို့ guide ဆိုဆိုအပြင်နိုင်ငံတွေလုပ်တာတို့အဲ့လိုမျိုးပြီးရင်ဒီပတင်းပေါက်တွေတကားတွေတတ်တာတို့အဲ့လိုမျိုးပြီးပါမယ်။နောက်အခန်းလေးအခ ကျတော့ secure candy ho ဆိုတာက management ပေါ့နော် management ဆိုတာဒီမှာအဓိကပြောတာဘာတွေဘာတွေပါလဲဆိုတော့ secure key ကကိုဆိုတော့အစားအဝေးခေကကိုလုပ်တယ်ဆိုတာဒီ planning လုပ်တာပေါ့နော်အစားအဝေးကို planning လုပ်တာတွေပြီးရင် hygiene candy တွေပါမယ်နောက် ansan candy တွေပါမယ် safety တွေပေါ့နော် safety တွေ quality control တွေအဲ့ဒါနဲ့ပတ်သက်တာတွေပါမယ်နောက် hockey ဆိုတာပါတယ် hockey နောက်ဆုံးအတန်းတာ ကော်ပိုရေးရှင်းနဲ့ပတ်သက်တဲ့ဥပဒေတွေပေါ့နော်ဥပဒေကအလုပ်သမားဥပဒေပါမယ်ဒီကော်ပိုရေးရှင်းဥပဒေတွေပါမယ်ဒါအလုပ်သမားဥပဒေပါမယ်ပြီးရင် channel တခြားဥပဒေတွေဆိုပြီးတော့ဥပဒေတွေပါတယ်ဒါတွေကဒီဒီဆောင်ထဲမှာဒီအရုပ်လေးလာမယ်ဆိုရင်ပါမယ်ပေါ့နော်ဒါအရေးကြီးပဲရှိသေးတယ်ပေါ့နော်ဒီအဓိကဒီဆောင်ဘက်ကဟာဟိုကအပိုင်းနှစ်ပိုင်းရှိတယ် ECG ရဲ့ NG ရဲ့ဆိုပြီးနှစ်ပိုင်းရှိတယ်အဲ ECG အောင်ရင်သူကအာ ီဒီဟာမဖြစ်ဘူးပေါ့နော်စကုခန်းကြီးကီရှိဆိုပြီးတော့ကီရှိမဖြစ်ဘူးနဲ့နောက်ကနေပြီးတော့ဟိုဆိုတော့ပေါ့အကူပေါ့နော်အကူဆိုရဲခန်းကြီးတစ်လုံးပါလိုက်မယ်အဲ့ဒါအရေးကြီးအောင်မဆိုရင်ဒီစာမေးပွဲအောင်မဆိုရင်အကူဆိုပြီးဖြစ်လိမ့်မယ်နောက်ပတ်တူအောင်မှာပဲဒီကီရှိဆိုပြီးဖြစ်လိမ့်မယ်ကီရှိဆိုပြီးဖြစ်မယ်အဲ့ပတ်တူအောင်ဝတ်တော့ကြာတော့သူကအာဒီအရေးကြီးအောင်ပြီးရင်သူအလုံးအတွက်ရောဘယ်လိုလဲမသိဘူး လို့ရတော့နေလား၅နေလားမသိတော့အဲ့ဒါအဲ့ဒါအအောင်မှာပဲသူကညကြီးကိုဖြည့်လို့ရပါဒီအခု policy ရဆိုရင်ဘောနော်အဲ့ညကြီးဖြည့်ဒီမှာလေပထမအဆုံးဒီ ECG အောင်ပြီးမှရမှာဒီဒီဆောင်ရွက်ကဒီ EQ ဆိုပြီးရှိရဘောနော် EQ ရှိတယ်အဲ့ EQ မဟုတ်ဘဲနဲ့ NQ လည်းရှိသေးတယ် NQ ကကြတော့ဘယ်လိုလဲတော့မသိဘူးကျွန်တော်လည်းမလေ့လာဘူးတော့မသိဘူး NQ က NQ ကတူတယ်တော့နည်းနည်းနေတယ်ဘောနော် EQ ဆိုတာအမြင့်ဆုံးပဲအဲ့ ဖြေမယ်ဆိုရင်တော့ EQ ဖြေတာတော့အကောင်းဆုံးပဲဖြေလက်စားတော့မတူတော့အဲ့ EQ ဆိုရင်လည်းတကယ်တော့ဘာမှတော့မဟုတ်ဘူးလေးလာတာလေးလာတာပဲဆိုတော့လေဒီအဲ့တော့ဒီ text to ဆိုတဲ့ဆောင်းကဘယ်လိုပုံစံမျိုးလဲဆိုတော့ဒီစသချင်းတော့လေးလာမယ်ဆိုပြီးတော့သိချင်တယ်ဒီ line မှာဒီ line မှာနောက်ပါကျတော့ဒီဆောင်းကကြည့်လို့ကြည့်ပြတော့ဒီလိုပါတော့သူက test phone နဲ့တူတယ်ဒီဆောင်းက test phone ပို့ test phone တို့မျိုးပဲစာရီစာရီကြီးပဲသူက ချက်တာလိုက်ချက်တာလိုက်အခန်းလိုက်ခန်းလိုက်ခွဲပြီးတော့စားရတယ်။ဒီလိုမျိုးပေါ့။ဒါဆိုညံတော့ပါလို့ပါလို့ပါလို့။ဒါတူဒါပေါ့။တက်ကစ်တို့ဆိုရစောင်း။အင်းတောက်ကကြာတော့သူနဲ့တွဲပြီးလေးလာမှစောင်းကမွန်တိုင်းပေါ့နော်။ဒါမွန်တိုင်း။မွန်တိုင်းနဲ့ပတ်သက်တဲ့မွန်တိုင်းနဲ့ပတ်သက်တာဘယ်လိုလဲဆိုတော့ခုနှစ်စာပါတယ်ဒီထဲမှာဒီစာအုပ် ဒီဒစိတ်ကတော့ဒီဒစိတ်မဟုတ်ဘဲဒီက CIC ဒစိတ်ပေါ့နော် CIC မဟုတ်ဘဲနဲ့တခြားစာအုပ်ဆိုင်မှာသွားကြည့်ရင်ပို့ပြီးတော့အဆင်ပြေမယ်ထင်စာအုပ်ဆိုင်ဆိုရင်ဒီစာအုပ်ဆိုင်အကြီးကြီးရှိတဲ့စူပါတော့စူပါမားကတ်ဒီအဲဘူတာနာစူပါမားကတ်ပြည်တရုတ်နေရာဆိုရင်စာအုပ်ဆိုင်ကြီးဆိုရင်အဲမှာအာကန်ချီဦးနဲ့ဆိုင်တဲ့အတန်းကိုဝင်လိုက်ပြီးဆိုရင်အဲ့ထဲမှာဒီစာအုပ်တွေမိကောင်းစာအုပ်တွေရှိတယ်အဲ့ထဲမှာဒီစာအုပ်ကကြတော့ကျွန်တော်အမြင်အရဆိုရင်တိတ်ပြီးတော့ ရှင်းနာရသိပြီးတော့ဟိုမမြင်နိုင်ဘောเนาะဒီဘဲခန့်နေမမြင်နိုင်ခဲ့ဆိုတော့ဒီဒီခန့်နေဆိုရင်တော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 ်ဒီစောင်းရဲ့ရှင်းပြရပုံစံ finishing ခန့်နေပေါ့เนาะ finishing ခန့်ဆိုတာအာရှီယာကဲရှီယာကဲစကိုရှီယာကဲစကိုခန့်ကြတော့သူရှင်းနာဥမာသူအစာနဲ့ပဲရေးပြီးရှင်းလိုက်တော့ 哦ကိုအပြင်မှာတကယ်မမြင်ဘူးတဲ့အရာတွေဆိုတိတ်ပြီးတော့နောင်လေအဲ့လိုပုံစံမျိုးအဲ့လိုပုံစံမျိုးရမှာဒီရှာခဲ့ခံရတယ်ပူအောင်ဆိုးတယ်ဒီနည်းနည်းနောင်လေအများလားဒီရှာခဲ့အခံရတော့နောင်လေအများဥမာခေါင်းမိုးဆိုရင်သူစာရေးထားပြီးတော့ခေါင်းမိုးကဘယ်လိုဖြစ်ပါလဲဘယ်လိုဖြစ်ပါလဲဆိုပြီးရေးထား ါပေမဲ့ခေါင်းမို့သူစာမဥမာဒီကောင်အပေါ်ဘလောက်တက်တယ်120တက်တယ်ဆိုရင်120အပေါ်တက်ပြီးဒီကဒီကနေပဲဒီကအကွေလေးချိုးချလိုက်တယ်ဆိုရင်အဲ့လိုပုံစံမျိုးဆိုရင်သူကစာနဲ့ပဲရေးထားတချို့ပိတ်စာရေးဆိုရင်ဥမာဒီမှာဆိုရင်မီဆူခါရှိအိုမိုကဲလို့ဆိုအဲ့လိုပုံစံမျိုးစာပဲရေးထားဆိုအဲ့ဒါကိုကရှာမတွေ့ဘူးအဲ့ကောတိတ်ပြီးနားမလဲနားမလဲဆိုရင်အဲ့ပုံလေးရှာကြည့်ပြီးတော့အာဒီဒီလိုမျိုးပြောတာပါလားဆိုအဲ့ဆိုရင်ရှင်းရှင်းနားလေးဆိုရင်အဲ့လိုပုံလေးတွေပါတယ်တချို့စာအုပ်တွေဆိုရင်ပုံလေးတွေရှိလာမသိဘူးအဲ့လိုမျိုး စောက်ဆိုင်ဒီမှာတွားကြည့်ရတော့ပို့ပြီးတော့အဆင်ပြေမယ်လို့တင်နေပို့ပုံလေးတွေဘလူးတွေရှင်းပြချက်တွေကောင်းလားမကောင်းလားဆိုတော့နော်ဒါကဒီစောက်ကတော့ဒီလိုဒီတော့မင်းများတော့ရဆိုတော့ကျွန်တော်လည်းဘူးမသိပါမသိဘူးရဆိုတော့ဟောဆိုပြန်တီးဒါကကြတော့မိခေါင်းကသူက9နှစ်စာပါတယ်9နှစ်စာဒီဒီစာမျိုးပွဲကတစ်နှစ်ကိုတစ်ချိန်ပဲရှိတယ် ဲဘယ်နှလပိုင်းလဲဆို၄လပိုင်းလား၅လပိုင်းလားမသိအဲ့ဒီနှစ်ကိုတစ်ချိန်ပဲရှိတယ်အဲ့ဒီတစ်ချိန်ပဲရှိတယ်အခုကကြတော့9နှစ်စာဆိုတော့မောင်နှစ်ဆိုရင်ဟောဖြစ်သွားပြီဒီနေ့အဲ့တော့ဆာမီပွဲရဲ့ဟောကဒီဒီမှာဒီမှာရေးတာသူရဲ့ schedule တွေပေါ့ဒါဒီ schedule ကတော့တိုင်းတိုင်းနှစ်တိုင်းတော့အတူတူလောက်ပဲနေမှာပါဒီမှာအချင်းချင်းပဲရှောက်မဲ့လူတွေဆိုရင်အဲနှစ်လပိုင်းကေဂျွန်ကနေပြီးတော့ အော်ဆရာကိစ္စကျော်ကျုံဆိုတော့ဒီနှစ်လပိုင်းနဲ့သုံးလပိုင်းလောက်မှာသူကမိုရှိကိုမီလို့ပါမပေါ်နော်တော့ရှောက်လာတင်မယ်နှစ်လပိုင်းသုံးလပိုင်းမှာရှောက်လာတင်မယ်ပြီးရင်ခုနှစ်လပိုင်းဟောခုနှစ်လပိုင်းလားခုနှစ်လပိုင်းမှာဆာမီဝဲစင်မယ်နောက်ရှစ်လပိုင်းဆိုရင်ဆာမီဝဲအောင်စင်တော့မယ်အဲ့လိုဟောနှစ်လပိုင်းသုံးလပိုင်းကဆာမီဝဲဖောင်တင်တယ်ပြီးရင်အာ3ဆိုတော့4 5 6 9လေးလောက်အချိန်ရတယ်တကယ်တမ်းစာလုံးမယ်ဆိုရင် ဒီဖောင်တင်မိတာနဲ့စာလုံးမယ်ဆိုအေးအေးဆေးဆေးပဲစာလုံးလို့ရတယ်။အဲ့ချင်းလေးလာဆိုအေးအေးဆေးပဲအရင်ဟိုကပြင်မိတာနဲ့လုံးဆောင်မလို့အဲ့လိုဆိုဒါဆောင်ပွဲအောင်စစ်တာရှစ်လပိုင်းဆိုအောင်စစ်တာနောက်တစ်ခုကဒီကနီးချီပေါ့နော်ဟိုမှာအာ ECC ကိုအောင် ECC ကိုဖြေးလိုက်တယ်ဖြေးပြီးတော့အောင်တယ်အောင်ပြီးတော့သူဟော ူတို့တတ်မှတ်ထားတာကဒီနီးကြီးအောင်မှာပဲဒီ ီဒီဟာဖြစ်မှာပေါ့နော်စကုခန်းဒီဂီချီဆိုတဲ့ဟာဖြစ်မှာအဲဂီချီပြဖို့တဲ့ဆိုရင်ဒီကြီးအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဆောင်ရွက်ဘက်အောင်ပြီးရင်သူကမ၃နှစ်ဆိုရင်၃နှစ်၅နှစ်ဆိုရင်၅နှစ်ဘယ်လိုဘယ်လိုလဲသတ်မှတ်ထားတာလည်းမသိတော့ဘူးအဲအဲ့လိုသတ်မှတ်ထားတဲ့ဟာဒီအချိန်လေးပြပြီဆိုရင်ဒီဒီကြီးပြဖို့အတွက်ဖောင်းပြန်ပြီးတင်ရမှာပေါ့နော်ဒီကြီးပြဖို့ဖောင်းတင်မှာဆိုရင်သူကလည်းအဲ့တိုင်းပဲ၅လပိုင်း၃လပိုင်းဒီကောင်းနဲ့အတူတူပဲဒီကြီးချင်းနဲ့အတူတူပဲအဲ့ချိန်မှာဖောင်းတင်ဖောင်းတင်ပြီးတော့၁၀လပိုင်းလောက်ဆိုရင်ဆောင်ဖို့ပဲဆက်ဘာဖြစ်လို့ဒီနေ့ဒီနေ့ခေါ်ရလဲဆိုတော့9လပိုင်း10လပိုင်းဆို ဒီမှာစကားတွေကတခါတည်းတရှိမဟာရီဆိုရင်တခါတည်းတင်လို့ရတယ်အဲ့လိုပုံစံမျိုး EC journey ကြီးရတင်နေတာအထူးကြောင့်ရှိတဲ့လူတွေမှာပေါ့အရင်တော့ဘယ်လိုလုပ်မသိတော့အဲ့လိုပုံစံမျိုးဆိုရင်ဒီမှာကကြတော့ဒီအောင်စင်းထွက်တာကကြတော့နောက်နှစ်တလပိုင်းပေါ့နော်နောက်နှစ်တလပိုင်းဆိုဒီနေ့ဒီနေ့ဖြေလိုက်တဲ့ဆိုရင်နောက်နှစ်တလပိုင်းမှာအောင်စင်းထွက်မှာဆိုပြီးပြောအဲ့တော့ဒီမှာကကြတော့မိကုန်းတွေပေါ့နော်မိကုန်းတွေကဘယ်လိုမိလဲဆိုတော့အမှ အာဒီကန်ချကူကာ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 မှာကန်ချကူကာကာမှာဆိုရင်ဒီအပေါ်ကကန်ချကူနဲ့ပတ်သက်တဲ့အပါမယ်နောက်ဆက်စပ်ပြီးပါမယ်အဲ့အဲ့နှစ်မျိုးပေါ့နော်အဲ့လိုနှစ်မျိုးကဒီမှာမိတဲ့မိကုန်အရေးတွေရှိတယ်နောက်ဆက်ကိုရှိတယ်ဆက်ကိုမှာပါလီပါလဲဆိုတော့ရှီယာကဲဟောကူတိုင်းပါမယ်ရှီယာကဲပါမယ်အဲ့လိုနှစ်မျိုးနောက်ဒီအားကြတော့ဒီဆက်ကိုဟောဆက်ကိုခန်ဒီဟောဆိုတော့က management ပေါ့နော်အဲ့ management နဲ့ပတ်သက်တဲ့ဟာနောက်တစ်ခါကျတော့ all your knowledge to monetize ဒီဟာကတော်တော်အရေးကြီးတယ်ဒီဒီစာမေးပွဲမှာဆိုရင်ဒီဟာက10ဘုံမေးတယ်10ဘုံပြရမယ်ဘာဖြစ်လို့လဲဆိုတော့မိဘုံကသူ့ရဲ့အောင်ချက်ကဒီမှာဒီနားလေးမှာရှင်းပြတာသူခီကျောကဘယ်လိုလဲဆိုရင်အာအကုံလုံးဇန်တိုက်ပေါ့နော်ဇန်တိုက်ရဲ့ 60% e job so 60% e job ပြရမယ်ပြရတယ်ကြောင့်မလို့ဇန်တိုင်းက90ခုမေးတာမေးတဲ့ထဲက36ခုဆိုရင်အောင်တယ်ဒါပေမဲ့ဒီစကုတ်ခန်ဒီဟိုနော်ရခု audio နော်ရခုဆိုတဲ့ audio နော်ရခု question က7ပုံမေးတယ်ဒီနာ7ပုံမေးတယ်ဒီ7ပုံဒီ7ပုံမေးတယ်ဒီ7ပုံထဲက60%ဆိုတော့6ပုံမှန်ရမှာ ဆယ်ပုံမှာ6ပုံမှာအမဒီနှစ်ခုကိုအဆင်ပြေမှာပဲဆောင်မပွဲအောင်ပေါ့နော်အကောင်လုံးအကောင်လုံးမိကုန်းအကောင်လုံးတရားနေပြီးတော့အာဒီ36ပုံမှာမဲ့တဲ့ကအပုပ်40မှန်းနဲ့ထားလိုက်ပါတော့40မှန်းနဲ့ဒါပေမဲ့ဒီဆယ်ပုံဆယ်ပုံဆယ်ပုံရဲ့၅ပုံပဲမှန်းနေဆိုရင်ဒီအိုယောတော်တယောက်က၅ပုံပဲမှန်းနေဆိုအဲ့ဒါကြာတယ်အဲ့လိုပုံစံအဲ့ကြောင့်ဒီဒီကအဓိက main point ဖြစ်နေတာပေါ့နော် လဲဆိုတော့ဒီမှာမိခုနေတာတော်တော်အများကြီးပြတဲ့ကြောင့်မလို့ဟို overall အနေနဲ့ဆိုရင်အောင်အောင်မဲ့ညာခိုင်းတော့အများကြီးဒီတိုင်းနည်းနည်းအဟိုဟိုကြည့်ဒီကြည့်ဖတ်ကြည့်လဲလို့ဆိုရင်အောင်မဲ့ညာခိုင်းတော့အများကြီးဒါပေမဲ့ဖတ်တာကဒီကောင်းပေါ့နော်ဒီကောင်းကဘယ်နေရာကိုမေးတာလဲဆိုတော့ဒီ၃ခုကိုမေးတာဒီကုတိုင်းရဲ့ရှီယာခဲရဲ့စကုခန်ဒီဟိုဆိုတဲ့အဲ၃ခုကိုမေးတဲ့အတွက်ကြောင့်မလို့ဒီနေရာနေနေခဲ့တယ်ဒီ ဒီနေရာကျတော့ကုတိုင်းကျတော့အရင်မကတ်ဘူးလို့တော့ထင်တယ်ကုတိုင်းအရင်မကတ်တော့ဘူးတရားမကတ်တော့ရှာခဲ့ကနည်းနည်းရှုပ်တယ်သူကရှာခဲ့ကသူမှန်းမှာမှတ်တဲ့ဟာတွေအများကြီးတတ်မဲ့ဟာတွေအများကြီးဖြစ်တော့ကြောင်းလို့ဟုတ်အဲ့ဒါတွေဆိုရှုပ်တယ်အဲ့တော့ဒီဒီ၃မြူတဲ့ကနေပြီးတော့အော်၁၀ခုမြေပါဘောနော်၁၀၁၀ခုမြေမှာ၃မြူတဲ့ကနေပြီး၁၀ခုမြေမှာဥမာရှာခဲ့ကကိုတိတ်ပြီးတော့မပိုင်ဘူးဆိုရင်မပိုင်ဆိုရင်ဒီကုတိုင်းနဲ့ အဲစကုတ်ခန်းဒီဟိုးကိုအသေးကြည့်ရပါအဲ့လိုပုံစံမျိုးကြည့်ရပါပါအောင်ကြည့်ရပါအဲ့ဆိုချီယာကပိုင်နေတဲ့ကလေးပါတော့အဲ့ဇောင်းကမိကုန်တယ်တပည့်တချို့မိကုန်တွေကသူကစင်လူစင်လူလေးတွေအရင်များတယ်ချီယာကဆိုချီယာကဒီသူရဲ့မိကုန်မျိုးစားလေးစင်စင်သူစင်လူလေးတွေများတဲ့အတွက်ကြောင့်မလို့လွယ်ရဆိုရင်ပြဿနာမရှိမယ်အဲ့စင်စင်လူလေးတွေမေးမေးပြီဆိုရင်အဲ့ဒါပါလဲမသိဘူးဆိုပြီးအဲ့ဟိုပွားပြီးလို့ အဲ့ဆိုရင်တော့ပြီအဲ့ဒီဒီဒီကအဓိက point ပြနေပေါ့နော်ဒီနားလေးက point ပြတဲ့အတွက်ကြောင့်မလို့ဒီ7ဘုံမှာ6ဘုံအောင်အဲ့ဒါအဓိက main main point ဖြစ်နေတာကကြတော့ဘာတွေရှင်းပြတာလဲတော့မသိတော့ဒါဆိုရင်ဒီရာရဲ့သူရှေ့မြေကပေါ့နော်ဒီ3ဘုံရဲ့အဓိကအဓိကတော့တင်လို့ နောက်အုပ်ပေါ့နော်ဒီနောက်အုပ်ဒီတစိုက်ကတော့ဘယ်တစိုက်ဖြစ်ဖြစ်ဒီသွားရှာကြည့်ပြီးတော့စောင်းဆိုင်တွေသွားရှာကြည့်ပြီးတော့ကိုယ်ကိုယ်တိုင်းဒီတိုင်းပုံလေးတွေကြည့်ပြီးတော့အဆင်ပြေလောက်မဖြစ်လောက်စီအဲ့ဒါဆိုရင်တော့ရှားလောက်မဖြစ်နဲ့ကျွန်တော်မြင်ရဆိုရင်တော့ဒီစောင်းကဒီဒီနားလေးမှာရှင်းတာပေါ့နော်ခုနရှာခဲ့အခန်းလေးပေါ့နော်ရှာခဲ့အခန်းလေးပါ င်းတာတွေကပုံတွေတိတ်မပါတဲ့တော့ကြောင့်မလို့နည်းနည်းနားလေနားလေရနည်းနည်းကတ်တယ်အဲကြောင့်ကိုယ့်ကိုပြန်ပြီးတော့ line ပေါ်ကနေပုံတွေလိုက်ရှာရပါတော့အဲတော့တကူရှိတယ်အဲဆိုဒီလောက်ပါပဲ